မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီစဉ်ရတနာများ းပါးပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာ မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါချွေးညာမီမိသားစုမှကြိုးစားပါရစ်ဗျာဒီနေ့၄ရက်ဆယ်လ2025စနေနေ့ဖြစ်ပါတယ်ဗျာစနေနေ့ရဲ့တင်းနေတာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာစနေနေ့ကတော့ဒေဇကညမာရီမတင်မြကမှာစနေနေ့တဲ့ကံကောင်းသေးတဲ့ကိစ္စတော့မြေဝင်တတ်တဲ့စံမွက်ဖြီအောင်မင်းနိုင်ငံရခီးစင်းနဲ့ပသွားရင်အစဉ်ပြေးပြီးတော့အဲမင်္ဂလာဆောင်များအလှူများရွှေသေးသေးလေးများဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့် ဒီနေ့ဒီရက်မှာပြင်မြင်နဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့အကိစ္စတွေအလှူနဲ့ပတ်သက်တဲ့ရွှေနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်ရွက်မယ်ဆိုရင်တော့ခမရာဟုတောင်းနောက်မြောက်တောင်းလှည့်ပြီးတခုခုဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအမြန်ပြည့်ဝမှီဖြစ်ပါကြောင်းပနာမ လေးလေးစားစားတင်ပြပေးလိုက်ပါရဗျာဒီဘက်တော့စနေနေ့မှာပြင်အိုးဝေလောက်ကန်နဲ့ပတ်သက်မှလက်ရှိနေတဲ့တစ်စင်ညောမြင့်တတ်တဲ့ကိုယ့်ရည်ဒီသားမှုတဲ့တခြားအရည်ဒီသားကိုသွားအောင်လောက်ကန်နဲ့အိုးဝေလောက်ကန်နဲ့ပတ်သက်မှအောင်မြင်ကြကြပြီးလူလူဆိုရင်တော့ water water နဲ့စောင့်ကြဆောင်ကြဖြစ်တတ်တဲ့ကာလမှုဖြစ်တဲ့အတွက်ဒီချိန်မှာအိုးဝေလောက်ကန်နဲ့ပတ်သက်လို့ဒီဒီငိမ့်နေပါကိုယ့်ရင်ကိုယ့်ရမိသားစုမကတ်နေပါအပြင်မှာရောင်တောင်တောင်ညောင်းနဲ့ခမရောင်တောင်တောင်လို့နေတော့ပြဿနာတက်မဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့် ။အိုးရင်လောက်ကင်မဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့ခုနေသားသမီးအားလုံးတို့ဒီရာဥတော်နောက်မြောက်တော်လဲပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော်အရာအတင်းနေဝင်သားသမီးတို့ဒီချိန်မှာအောင်မြင်ကြကြနေတယ်။ခမရခီးစကားနဲ့ပတ်သက်တဲ့ကိစ္စလေးအပြင်ကိုခီးသွားမယ်။ အဲတခုခုစကားပြောမဲ့ကသတိထားဖို့လိုပါတယ်စောင်းကြဆောင်းကြဖြစ်တယ်မလိုဘဲနဲ့ပြဿနာတည်ရင်ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုဒါမှမဟုတ်လူနဲ့ပတ်သက်လို့ပြဿနာဖြစ်မှုကြုံတတ်ပါတယ်ဗျာဒါကြောင့်ကိုကိုရင်ကုမ္ပဏီသားမှညီညီနေပြီးဝက်စားတောင်မှနွမ်းနွမ်းလေးတွေဝက်ပြီးငင်ငင်လေးနေမယ်ဆိုရင်တော့တင်းနှင်းငွေသားသမီးကဒီချိန်မှာအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်တခုခုအစင်မပြေရင်တော့ကျွန်တော်တို့ရပြန်တော့ရာဦးတောင်နောက်မြောက်တောင်လက်ပွင့်နေသောပန်းလေးတစ်ပွင့်ကိုကင်တွဲပြီးတော့ဆူတောင်းမယ်ဆိုရင်တော့ တင်းနှင်းဝင်ဒေသသမီးများပိတ်ဆိုနေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာခွန်ဒေသသမီးအားလုံးကတော့လက်ထဲမှာဘာမှမကင်မနဲ့ရာဟုတောင်းနောက်မြောက်တောင်းလက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့အဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ဆူတောင်းမှုများအမြန်ဆုံးပို့ရမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါတယ်ဗျာတင်းနှင်းလာသားသမီးရတဲ့ကိုရာဒေသမဟုတ်တဲ့တခြားရာဒေသမှာအောင်မြင်ကြတတ်တဲ့ကိုရာကိုဒေသမှာဝင်ဝင်နေပါတတ်ပြီးတော့တည်ငိမ့်နေပြီးတော့ မြအပြင်းပမှာတော့မထေမပနဲ့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အကြီးကြီးအောင်မြင်မှုငွေကြီးနဲ့ပတ်သက်တဲ့အကြီးကြီးအောင်မြင်မှုတွေကြုံတွေ့တတ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းနေတော့ခမကျွန်တော်တို့ရပြလို့ရှိရင်တော့ခမစနေတော့နောက်တောင်တော့လက်တော်လေးကိုကိုင်းပြီးမှဆူတောင်းအတင်းတော်လေးရဲ့ အာကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကံမကောင်းမှုကျွန်တော်ပြီးစရာဘလောက်ရတရာဘလောက်လိုချင်တာဘလောက်ကျွန်တော်ပြီးရန်ရန်ဇာလေးတွေလိုချင်တာလေးတွေဒီကိစ္စဒီကိစ္စဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေတဲ့ကိစ္စတွေအများဆုံးအဆင်ပြေခြင်းနဲ့အဆင်ပြေတိုင်းတဲ့ခွင့်လန်းနေပေါ်အများဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းကျွန်တော်တို့ရပြောရင်တော့စနေတော့နောက်တော့လုံးလဲပြီးခွန်တဲ့သားသမီးအားလုံးဟာတော်လေးကင်ဆူတောင်းမယ်ဆိုရင်တော့ ။တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေ။ဗျာအတားကြောင့်ခုနှစ်သားမျိုးအလုံးအငွေကြီးနဲ့ပတ်သက်တဲ့ကြွေးကြီးချင်းနဲ့ကြွေးကြီးချင်းနဲ့လူများသူများစီကပေးထားတဲ့ပြန်ရချင်းနဲ့ဆိုတဲ့လူများငွေကြီးအစင်မပြေဘူးအစင်မပြေဘူးဆိုတဲ့ခုနှစ်သားမျိုးအလုံးအစနေတောင်းနောက်တောင်းတောင်းလက်တော်လေးတော်တန်အဟောင်းလေးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာတင်းလင်းလာသားသမီးတွေတော့ဒီချိန်မှာကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာတော့ရအောင်မိတတ်တယ် ကိုရင်ကိုရာကိုမိသားစုကိုလုံငန်းမှာတော့လောလောလတ်လတ်တိတ်အဆင်မပြေသလိုခံစားရတတ်တယ်ပြု။ဒါကြောင့်တခုခုလိုအပ်နေလို့ကတော့အင်္ကာတော့အရှိတောင်တောင်လက်မိမိခေါင်းမှာရှိတဲ့သပင်လေးကိုဖီးပြီးမှတေချာဆူတောင်းလိုက်သမယ်ဗျာ။အင့်မှာပိတ်ဆုံနေငွေကြီးကံများ၊ကြမ်းမိုင်နဲ့ပတ်သက်တဲ့ကံများ၊မိမိအလိုဆန္ဒရှိတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်တင်းလင်းလာသားသမီးကကိုရာကိုဒေသမှာနေရဲအလုတ်ကိုင်းနဲ့ပတ်သက်လို့အောင်မြင်ကြချင်တဲ့ တခြားအရာဒေသမှာငွေကြီးနေပတ်တဲ့အဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်မျိုးအိုးရင်လောက်ကင်များအ мян ပွန့်လန်းကျင်နေဆိုရင်တော့အင်္ဂါတော့ရှေးတောင်တောင်လှည့်ပြီးခေါင်းလေးဖြီးပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆိုနေတဲ့ကံများဒီနေ့မှဖြင့်တင်းနေလာသားသမီးများအ мян ဆုံးပွန့်လန်းသွားမှာဖြစ်ပါတယ်ဗျာအင်္ဂါလေးတည်းစိတ်တွေပြောလားဆိုပြောရတယ်တကယ်ပြောရလားဆိုမပြောဘူးပြောစိတ်ထဲမှာတော့တကူကိုလိုဆန္ဒမပြောကိုလိုချင်တာတကူလုံနေရတကူပြောချင်တာတကူပြောနေရပြီးစိတ်ထဲမှာမလိုမကြတတ်ဘူး အဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတင်းတင်းငွေနေတောင်းအရှိမရောက်တောင်းကိုလက်အာလူဆိုးလေးတစ်လုံးကိုကိုင်းပြီးမှဆူတောင်းအသေးအာလူလေးကျွန်တော်စိတ်တည်ငြိမ်နေတယ်အရောက်မမကောင်းမှုလောက်ကင်မကောင်းမှုငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲတဲ့ဆက်ပစ္စည်းတွေဝင်ကျင်နေဝိုင်းလေးရောင်းကျင်နေမြေလေးဝင်ကျင်နေတိုက်ကလေးကိုစောက်ကျင်နေကားလေးရလေးဝင်ကျင်နေဗျာကျွန်တော်မှဒီကိစ္စဒီကိစ္စညအိမ်မှာတော့ကတွေဖြစ်ပြီးစိတ်ညစ်နေတာကျွန်တော်ညစ်နေတဲ့စိတ်ဓာတ်များအများဆုံးပွင့်လောင်းကိုကြီးစောင့်ကြောက်ပါဆိုတဲ့အကြောင်း ခမတင်းငွေနေတော့အရှိမြောက်တော့လက်ပြီးအာလုလေးကင်စုတောင်းမယ်ဆိုရင်တော့တင်းလုံးမှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားတင်းပြပေးလိုက်ပါရဗျာကျွန်တော်တို့အင်္ဂါသာသမီးတွေကဒီချိန်မှာတခုခုကိုအလိုဆန္ဒမပြည့်တဲ့လူနိုင်နာမနိုင်စိတ်နာနေတဲ့ကာလမျိုးတွေဖြစ်တတ်ပါတယ်အဲဒါကြောင့်အင်္ဂါသာသမီးတွေတခုခုလိုအပ်ချက်ဖြင့်စနေတော်နောက်တော်တော်ကိုလက်ဘာမှမကင်မဲနဲ့ဆူတောင်းမယ်ဆိုရင်အင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများ အမြန်ဆုံးရရှိသွားမှာဖြစ်ပါတယ်ဗျာနော်အားပါခမရကိုနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့တလူယောက်ျားအလူသေးသေးများလူယောက်ျားများအာရွှေသေးသေးလေးများအာလောဝတတ်တဲ့အလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကိုရင်ကိုရကိုမိသားစုမှာမနေဘူးအပြင်မှာဝါဒရနေပြီးတော့ဖရာလူလူကြောင်းလူလူအလူလူတွေနဲ့ဝါဒရနဲ့ချိန်ကိုတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့အလူဆန္ဒမပြည့်တဲ့လူတွေကတော့တောက်ကြမြောက်ရကိုလက် ခမရတော်လေးကိုတော်တန်လေးကိုကိုင်းပြီးမှသူတော်အတင်တော်တန်လေးရဲ့မာတရာကြီးလေးအရင်လူကလုံးမလုံးလှုပ်လှုပ်မှဖြစ်ပန်းအာခမရအိမ်မှာအပြင်လိုက်ရလဲသွားနေရသွားနေတယ်ကြီးကြီးသားမှာရက်တက်မီကိုရင်ကိုရကိုတင်ငောင်းမှာနေမယ်ကျမရှူလေးလေးပေါင်းထားတယ်ပေါင်းထားတယ်ရှူလေးလေးပြန်ဝေခြင်းနဲ့အလူလေးရလဲလှုပ်ခြင်းနဲ့အာကုံကြတလီကဘလောက်လောက်ကုံမှာအိမ်ငွေလေးရမှာဖြစ်မှာနော်အလူမှာလဲကျမရှူလေးဝေခြင်းနဲ့ရှူလေးရဆွဲကျူးလေးတစ်ခုလုံးလှုပ်ခြင်းနဲ့အဲ့ဒီရတဲ့နေနဲ့အခွန်လန်းနေပေါ့ ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလည်းပြီးမှတော်လေးကင်ဆူတောင်းမယ်ဆိုရင်တော့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စရွှေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဗုဒ္ဓသာသမိတွေလည်းဒီချိန်မှာတခုခုနဲ့ပတ်သက်တဲ့ကိစ္စမှာ water water နဲ့အောင်မြင်ကြကြတတ်တယ်ကိုရင်ကိုရာကိုမိသားစုကိုလုံငန်းလုံးနဲ့အောင်မြင်ကြကြပြီး water တာနေရင်တော့ရတဲ့ရတဲ့အခွင့်အလမ်းမရမှာမဟုတ်ပါဘူးဗျာဒါကြောင့်ဗုဒ္ဓသာသမိအားလုံးတို့ဒီ တောက်ကြမြောက်ရကိုလှဲ့ကော်ဖီလေးတစ်ခွက်ကိုပြော့ကောနေတာကောပိတ်နေတာကိုဖွင့်ရင်လောကော်ဖီလေးနဲ့ဖွင့်တာဒါကြောင့်ကော်ဖီလေးတစ်ခွက်ကိုပြော့တစုံခမရတစုံလောက်တောက်ကြမြောက်ရလှဲ့တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့အင်းအလိုဆန္ဒရှိသောအလူဒါနာများငွေကြီးများလူယောက်ျားနဲ့ပတ်သက်တဲ့ပိတ်ဆုံနေသောကိစ္စများမင်္ဂလာရှိသောအတန်များအမြန်ဆုံးကြားရောက်မည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဒါကြောင့်ဗုဒ္ဓသာသမီအားလုံးတို့သည်တောက်ကြမြောက်ရကိုလက်ကော်ဖီလေးတစ်ခွက်ကိုဖြောပြီးတော့တစုံလောက်တောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့ တင့်မှာပိတ်ဆိုနေတဲ့ခမမင်္ဂလာရှိသောကံများအမြန်ဆုံးပွင့်လန်းမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာကိုနေနီးနဲ့ဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းဒီချိန်မှာတော့ကိုလို့ချင်တာအောင်မြင်ကြကြတယ်လို့ပဲပြောအိုးရင်လောက်ကနေပတ်သက်တယ်မှာကိုရတီတာမဟုတ်တဲ့တခြားရတီတာသွားအောင်တတ်တယ်ကိုရင်ကိုရမှာမနေရပါဘူးဗျာနော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှလည်းငွေကြီးနဲ့ပတ်သက်တဲ့ကြတဲ့မှုတွေကျုံနေတာဖြစ်ပါတယ် မြန်မာနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလွယ်မှာများကြောင်းမင်းနေရာဒီအချိန်မှာအဆင်ပြေသလိုခံစားပြီးဒီကိစ္စကြောင့်အတွင်းသီးပြည့်စည်နေတာဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေတောင်အရှိမရောက်တောင်လက်စံတကောက်ကိုကောင်းမှကြည့်တဲ့သဘင်လေးကိုတိကျပြီးပြီးမှဆူတာအတင်းသဘင်လေးရအကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စမြန်မာနဲ့ပတ်သက်တဲ့ယာတုတုမဲ့ကိစ္စအပြောင်းအကျွေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်တော့မယ်လုပ်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့အဆင်ပြေတဲ့နဲ့အခွင့်အလမ်းတွေပေါ်အောင်ကူညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းကြာသာသီးသားသမီးအားလုံးတို့ကတော့ ခမရတင်းနေငွေတောင်းရှေ့မြောက်တောင်းလှည့်ပြီးမှခေါင်းလေးဖြီစုတောင်းမယ်ဆိုရင်တော့မင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ကိစ္စများအများဆုံးငြိမ်းချမ်းသွားမှာဖြစ်ပါတယ်ဗျာကြာသပတိသားသမီးတွေအရတော့ခုခုလိုအပ်တယ်ဆိုရင်တော့တောက်ကြမြောက်ရကိုလှည့်ပြီးစုတောင်းမယ်ဆိုရင်တော့အင်းရဲ့စုတောင်းမှုများအများဆုံးပြီးသွားသွားမှာဖြစ်ပါတယ်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းလို့သွားခွင့်မရဘူးဆိုရင်တော့ဗုဒ္ဓတောင်းရကိုလှည့်ရေးလေးတောက်ပြီးမှစုတောင်းအတင်းကြီးလေးအာကျွန်တော်ခီးရီသွားမယ် အသွားတခီးဒီမှာအနေကြီးရင်လည်းပြောတဲ့စကားတွေအောင်မြင်ကြောချင်နေတယ်။သွားသောခီးများအနေကြီးမီပြောသောကအောင်မြင်ကြောချောင်းအသင်ကြီးလေးကကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးရေးလေးတောက်ဆူတောင်းမယ်ဆိုရင်တော့အသင်တို့မှာပိတ်ဆိုနေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာ ဖြစ်ပါတယ်ဗျာ။အစုပွဲအုပ်စုနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်မပြေတတ်ဘူးပြို့ပြည်နယ်တွေအားကောင်းပြီးတိုင်းနယ်အားမကောင်းမှုကိုယ်နိုင်ငံနဲ့သူများနိုင်ငံတို့သူများနိုင်ငံအားကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ် အရေးကြီးတဲ့မိုးရွာတဲ့ငလင်းလောက်တဲ့ဆိုသဘာဝဘေးများနော်လူတွေပြုလုပ်တဲ့စစ်မေးရနေရပိတ်အမင်းရဲ့စီမံခန့်ခွဲမှုလွဲမကြောင်းပြဿနာတွေဖြစ်ဒီပြဿနာတွေမြင်ရသောပြဿနာမမြင်ရသောပြဿနာတွေတောက်လျှောက်ပေါ်ပေါက်နေတာဖြစ်ပါတယ်အဲ့ဒီပေါ်ပေါက်နေတဲ့ပြဿနာတွေဒီငြိမ်းချမ်းနေနေဆိုရင်တော့ခမရအင်္ဂါတော့အရှိတောင်တော့ကိုလှဲ့တော်လေးကိုဂိုင်းပြီးမှဆူတော်အတင်းတော်လေးရဲ့ကျွန်တော်မြင်သောပြဿနာများ မမီရသောပြဿနာများဝေးကျင်နေဗျာဝင်းမိကျွန်တော်မျက်စိရှိမှပြဿနာတွေဝေးကျင်နေကျွန်တော်တို့နေတိုင်းနဲ့ရက်ဒီမှာပြဿနာတွေဝေးကျင်နေဒါကြောင့်အဲ့ပြဿနာတွေဝေးပြီးတော့အမြန်ဆုံးငွေကြေးများအစုလိုက်ပြုံလိုက်နဲ့သာသနာပြုနိုင်အောင်အသင်တော်လေးကကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓအင်္ကာတော့အရှိတောင်တော့လှည့်ပြီးမှတော်လေးကိုဂိုင်းဆူတောင်းမယ်ဆိုရင်တော့ပြဿနာများဝေးကွာသွားမှာဖြစ်ပါတယ်ဗျာနော်အလားစနေသားသမီးတွေကလည်းဒီချိန်မှာတခုခု လုပ်မယ်ဆိုရင်တော့ အောင်မြင်ကြောကြတတ်ပါလေဗျာအောင်မြင်ကြောကြတတ်ပါလေအောင်မြင်ကြောကြတဲ့နေစနေသားသမီးတွေကတော့ခမားအင်္ဂါတော့ရှေ့တောင်တောင်လှက်ခမားတန်မရသေးသေးဒီလုံးဒါမှမဟုတ်တန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေတကူကိုကင်တွဲပြီးမှဆူတော့အတင်တန်လေ အားကျွန်မနိုင်ငံခြားကိုသွားမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့နိုင်ငံခြားမှာရောက်နေတဲ့လူတွေအဆင်ပြေပါသည်အဒါမှမဟုတ်ကျွန်တော်ပြဿနာတွေကြောက်တယ်ကျွန်တော်ရင်ကျွန်တော်ရာကျွန်တော်မိသားစုကျွန်တော်တို့တွေကမှပြဿနာတွေကြောက်တယ်ရေးပြီးလီပြီးတွေကြောက်တယ်အဲ့ကိစ္စတွေဝေးပါသည်အားကျွန်မထီလေးလေးပောက်ခြင်းနဲ့ထီလေးလေးပောက်ခြင်းနဲ့အမျိုးတွေကကုညီစောက်ချောက်မှုတွေလိုချင်နေဗျာဒါကြောင့်အမျိုးတွေကကုညီစောက်ချောက်ပြီးထီလေးတွေပောက်အောင်ကုညီစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းပြဿနာတွေဝေးကွာပြီးအလူလေးတွေလှုပ်ခြင်းနဲ့ဆိုတဲ့အကြောင်းစနေသားသမီးများမိမိရဲ့အလူဆန္ဒရှိသမျှအ ာအင်္ဂါတောင်ရှေးတောင်တောင်လက်တံမြာသီးလေးတော့တန်တခုခုကိုဂိုင်တယ်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့မြင်ရသောပြဿနာများမမြင်ရသောပြဿနာများအများဆုံးဝိကောမီဖြစ်ပါကြောင်းလေးလေးစားစားတင်းပြပေးလိုက်ပါတယ်ဗျာကျွန်တော်ချင်းမှုရဲရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးရှင်ပြင်းတော့စနေတော်အနောက်တောင်တောင်လက်ပြီးသွားမယ်လာမယ်လုံမယ်ဂိုင်မယ်ဆိုရင်တော့စနေတော်အနောက်တောင်တောင်လက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအများဆုံးပြေဝမီဖြစ်ပါကြောင်း လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့မနေ့ကတင်ပြတယ်မှာကျွန်တော်တို့ကော့မတ်တီရေးတဲ့ပုံစံတွေမှာကြာတောက်ကြသားသမီးလေးရတော့ကြွေးကြည့်နေတဲ့တောက်ကြသားသမီးကြွေးကြည့်နေတော့စနေတော့အနောက်တောင်တောင်လှဲ့လှဲ့ပြီးဓာလေးကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့အတင်ဓာလေးကျမအကျွေးလေးတွေရှိတယ်အကျွေးရတော့ဘ누구ပြရမယ်အကျွေးရဘလောက်ဘလောက်အဲ့ဒီကြွေးလေးတွေမြန်ဆုံးကြည့်နေတဲ့ကြီးစင်တန်းနဲ့အခွန်လန်းနေပေါ်အတင်ဓာလေးကကူညီဆောင်ရှောက်ပါဆိုတဲ့အကြောင်းခင်ဗျာစနေတော့အနောက်တောင်တော့လက်ပြီးဓာလေးကိုင်းကိုင်းဆူတောင်းမယ်ဆိုရင်တော့ တင်ဆူတောင်းပြီးတဲ့အချိန်ရဲ့မြန်ရင်စနေရဲ့လအပြင်းပြောနှစ်လအတွင်းအကျွေးများကြည့်ရောက်မှာဖြစ်ပါတယ်။ဒါကြောင့်အကျွေးချင်းတဲ့တောက်ကြသမီးလေးခမစနေတော့နောက်တော့နောက်လဲပြီးတော့ဓာလီကင်ဆူတောင်းလိုက်သမှာဗျာအကျွေးများအမြန်ဆုံးကြည့်ရောက်မှာဖြစ်ပါတယ်။အေးဒါမှနေရတဲ့ဆိုင်ကန်းလေးတွေဖွင့်နေတဲ့ဆက်ဆိုင်လေးလေးဖွင့်နေတဲ့ဆိုတဲ့တမီးများဆက်ဆိုင်လေးတွေဖွင့်မယ်ဆိုရင်တော့အဲဖွင့်မှာ မနေ့ကြီးလေးနဲ့ကမှဆက်ကလေးကိုမောင်းကကြီးလေးတွေကပ်ကြိုက်ပြီးဆက်နေပတ်သက်တဲ့ကိစ္စလေးအစဉ်ပြေးပြီးတော့ဆိုင်လေးလေးဖွင့်မယ်တဲ့ဆိုင်လေးလေးဖွင့်မယ်ဆိုရင်တော့တပြေစုစက်တင်ညော့မှာဗျာကြွကြွကကလေးနဲ့ထည့်ပြီးတော့ချိတ်ဆွဲထားမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့အားရောင်းဝင်တဲ့ပတ်သက်တဲ့ကိစ္စများဆိုင်အကျုပ်ဆိုင်လေးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာ ဖြစ်ပါလေဗျာအိဒါတော့တောင်ကြီးအိဒါနဲ့တူပါတယ်အိဒါဆက်မှုဆောင်မှာဆိုရင်တော့ကျွန်တော်နေဝင်းနီအဲဆက်မှုဆောင်6လမ်း နေဝင်းဒီစက်မှုတုံ6လမ်းမှာကျွန်တော်တို့နေတာဖြစ်ပါတယ်ဒါကြောင့်အကြောင်းတစ်ခုနဲ့ပတ်သက်အဲ့ခင်ဗျာနေဝင်းဒီလမ်းတိုင်းဘက်ကိုတက်ရင်စက်မှုတုံ6လမ်းဒေါခင်လေးအဒေါခင်လေးအိမ်မှာနေတာဖြစ်ပါတယ်ဒါကြောင့်အဲ့မှာစုံသန်းကြည့်မယ်ဆိုရင်တော့တဲ့တော့နဲ့ပတ်သက်တဲ့လိုအပ်တဲ့ကိစ္စလေးကိုကြီးဆောင်ချောက်ခွင့်ရမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိပါတယ်အာတောက်ကြသားသမီးတွေအသက်46ကကျွေးချင်နေတဲ့ကျွေးချင်နေတောက်ကြသားသမီးလေးစနေတော့နောက်တောင်တော့လဲပြီးဓာလေးကင်ဆူတောင်းမယ်ဆိုရင်တော့တင်းကျွေးမြအမြန်ဆုံးကြည့်အောင်မှာဖြစ်ပါတယ် ်အသမီအမှတ်ထားသမီ46 48နှစ်နဲ့8လနဲ့90အသက်90အတွင်းမှာသမီငွေသားနဲ့ပတ်သက်တဲ့အမွေနဲ့များအများများစွာရရှိတော့မှာဖြစ်ပါတယ်ဒီချင်းလေးတောက်တာ41နှစ်3456လောက်ထိတဖြည်းဖြည်းနဲ့လေတကားတက်တက်တက်နေတာတမိ49 48နှစ်နဲ့၄လနဲ့50အတွင်းမှာတမိငွေသားနဲ့ပတ်သက်တဲ့ဘဝသက်မှာအသက်29နှစ်နေပြီးတော့48နှစ်နဲ့၄လအတွင်းမှာရရမယ်ပတ်သက်နေမရခဲ့တဲ့ကိစ္စအဲ့အချိန်မှာတစုလဲပြုံလဲရမှာဖြစ်ပါတယ် အဲ့အချိန်မှာတော့သမီကံကောင်းမယ်အခုအချိန်မှာကံကောင်းအောင်တော့စနေတော့နောက်တော့နောက်လဲဓာလေးဂိုင်းပြီးဆူတော့မယ်ဆိုရင်တင့်ရဲ့အကျွေးများအများဆုံးကြီးမှာဖြစ်ပါလေဗျာအဂျပန်မဟုတ်တော့ပြီဂျပန်စာမွေးဖြီမယ်ဆိုလဲကလင်းလေးဆယ်လာပိုင်းရဲ့နေဆက်မှာဆိုမှဖြီမယ်ကလေးရတော့ဒီဂျပန်စာမွေးကလွတ်လွတ်ကျွတ်ကျွတ်အောင်မှာဖြစ်ပြီး၃လပိုင်းလက်ကုန်ငန်းကြီးမှာအဲကျွန်တော်တို့29ရက်နဲ့30ရက်ကြာပတ်ဝန်းကျင်လောက်မှာ ဂျပန်ကိုသွားရတော့မှာဖြစ်ပါတယ်ဆာမွေလလွတ်လွတ်ကျွတ်ကျွတ်အောင်ပြီဖြစ်ပါတယ်အဲ့ဖြေးမဲ့ဆာမွေလလွတ်လွတ်ကျွတ်ကျွတ်အောင်ပြီးတော့ဂျပန်ကတော့2026သုံးလပိုင်းလကုန်ကန်နီဒေဂျာမတိုင်လေးမှာအမြန်ဆုံးသွားမှီဖြစ်ပါကြောင်းပြန်ကြပေးလက်ပါတယ်ဗျာစနေသားသမီးရစကားကိုနားမထောင်မှုနားထောင်မှုဆိုစနေသားသမီးများကြာတာပဲနောက်ရကိုလှက်ပေါ်ပလင်တခုကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုတော့စနေသားသမီးကပြောစကားများနားထောင်သွားမှာဖြစ်ပါတယ်ဗျာ ဇာသာသီသာသမီတို့လည်းအိမ်ဆောက်ခြင်းနဲ့အိမ်ဆောက်ခြင်းနဲ့အိမ်ဆောက်ခြင်းနဲ့ဇာသာပိသာသမီများဘောပင်လေးကိုကမ်းရာဥတော်နောက်မြောက်တော်လှည့်ပြီးအိမ်လေးဆောက်ခြင်းနဲ့ဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ဘောပင်လေးကမ်းဆူတောင်းမိဆိုတော့ဆူတောင်းပြီးတဲ့အချိန်ရဲ့ကိုယ့်ရဲ့အတွင်းနောက်ကြရင်တလာခွဲအတွင်းအမြန်ဆုံးဆောက်ရမှာဖြစ်ပါတယ်ဗျာအင်္ဂါလေးရတော့နိုင်ငံခြားမှာရောက်နေတယ်တဲ့မိဘသူကိုယ်စားတခုခုရေရာလေးတွေလုံးမယ်ဆိုရင်တော့ခင်ဗျာကျွန်တော်တို့ကတော့ပြောရင်လက်ထက်မှာဘာမှမကင်မဲနဲ့စနေတော့နောက်တော်တော့လှည့်ဒါမှမဟုတ်ကင်မယ်ဆိုရင်လည်းတော့တော့ အတန်လေးကိုကမ်းပြီးတော့သူ့အတွက်ဆူတောင်းပေးမယ်ဆိုရင်တော့အင်္ဂါသာသူနည်းရနိုင်ငံညမှာတအားအဆင်ပြေသွားမည်ဖြစ်ပါကြောင်းလေးလေးစားစားအတင်းပြပေးလိုက်ပါတယ်ဗျာအမင်းရဲ့ဆက်သွဲပြတ်နေတဲ့ဆက်သွဲတပြတ်နေရဆိုအင်္ဂါတော့အရှိတောင်းတော့လက်လက်ပိတ်လေးတစ်ခွက်ကိုပြောတစုံလောက်ကလေးတောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ကွဲကွာနေတဲ့လူများအဆက်သွဲပြတ်တောက်နေတဲ့လူများနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေမည်ဖြစ်ပါကြောင်းလေးလေးစားစား ပြန်ကြပေးလိုက်ပါရဗျာဗုဒ္ဓကလေးလေးကတော့ကြွေးကြင်းနေကြွေးကြင်းနေတယ်တော့ဗုဒ္ဓသားသမီးလေးကြက်ဦးလေးကိုကြက်ဦးလေးကိုသုံးလုံးကိုကြောကြောမှုကြောလေးကြောကြောပြီးမှတခါလဲဆူတောင်းပါဗျာ20နဲ့တစ်ကြိမ်ဆူတောင်းပြီးမှစမလားဒါမှမလို့ကုသလုပ်မလားတခုခုလုပ်မယ်ဆိုရင်တော့အဆင်ပြေမှဖြစ်ပါလေဒါကြောင့်ဗုဒ္ဓသားသမီးလေးကြွေးကြင်းရင်တော့ကြက်ဦးသုံးလုံးကိုမှုကြက်ကလေးချက်ပြီးမှကြောပြီးမှမှုကြက်ကလေးကြောကြောပြီးမှခမ20တစ်ကြိမ်ဆူတောင်းရင်တော့20တင်းရဲ့အတွင်ကြွေးများကြည်မီဖြစ်ပါကြောင်းလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမီမီသားတို့ကလည်းလူရည်တဲ့လက်နဲ့နဲ့မကွာသလိုအလူများတောက်လျှောက်လူတန်းနေတာဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့ဘုံကြီးကတော့ပင့်တန်ကငါးပါအဟိုအပူဆောင်နှစ်ပါးနဲ့စုစုပေါင်းခုနှစ်ပါအဲကျွန်တော်တို့ဆွန်များကလူပြီးပါတယ်လူကလည်း90လောက်အခုသူလုတ်ပြီးဖြစ်ပါတယ်အားလုံးစုပေါင်းပြီးတော့တေရတရားဝိုင်းလိုလိုက်တဲ့ငွေကြီးလဲကုန်ကြမှုနည်းနည်းပါးပါးနဲ့အများစုပေါင်းတဲ့ဒါနာပွဲလေးကတော့ပြီးမြောက်သွားပြီဖြစ်ပါတယ်ဗျာကျွန်တော်တို့ကြက်သားရေဝက်သားရေ ငချောက်ကလေးရဲ့ပဇွန်တောင်းရဲ့အငပိချက်ကလေးရဲ့ဟင်းဂျူလေးရဲ့နော်ဒီပူတီတောင်းလေးရဲ့တော်တော်ပြည့်ပြည့်စုံစုံနဲ့အဟင်းဟောပေါ့အချိုးပွဲလေးတဲ့တော်တော်ပြည့်ပြည့်စုံစုံနဲ့ပြုလုပ်ပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရွှေညာမိမိသားစုကိုကြည့်ကြည့်ရတဲ့ပိတ်တဲ့လူတန်းကြတဲ့ပုဂ္ဂိုလ်အကျွန်တော်တို့မင်းရဆိုရင်တော့ရန်ကုန်တောင်းကလပ်အဆရာကြီးကတော့ငွေတထောင်လူတန်းသွားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အဒီလာထဲမှာတော့စုစုပေါင်းလူတန်းငွေကတထောင်တိတိဖြစ်ပါတယ်။ဒါကြောင့် တကယ်လို့ဆက်လက်ပြီးတော့လူတန်းချင်းတဲ့ပုံကိုယ်တွေရှိရင်လဲကျွန်တော်တို့39ကို6ခုနဲ့9ခုကို3ခုကိုအဲ39 39ကို6ခုနဲ့3ခုကို9ခုကိုဆိုတဲ့ဖုန်းနံပါတ်ကလေးကိုဆက်သွင်းမယ်ဆိုရင်တော့ကျွန်တော်တို့ရွှေညာမင်းမိသားစုကရုံဖွဲ့ကသနတိယပြန်လဲဖြည့်ချမ်းပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရွှေညာမင်းမိသားစုနဲ့ဆက်သွယ်ခြင်းနဲ့မိမြခြင်းနဲ့စုံသန်းခြင်းနဲ့စတုခြင်းနဲ့လူချင်းတန်းခြင်းနဲ့ဗီဒီမေးခြင်းနဲ့ဆိုရင်တော့39ကို6ခု3ခု 3009ဆက်သွယ်ပြီးတော့အဲဒီရုံးဖွဲ့ရဲ့အမေးများဆုံးမမှုတွေကိုခံပြီးမှလိုအပ်တဲ့ကိစ္စသူတို့ရဲ့အကူအညီပေးကြောင်းမိမိလိုအပ်တဲ့ကိစ္စများအမှန်ဆုံးမေးမြန်းဆုံးသွားနိုင်ပါတယ်ဆိုကြောင်းလေးလေးစားစားပြန်ကြားပေးလိုက်ပါရစေဗျာဒါကြောင့်ဒီလာထဲမှာဖြင့်ကျွန်တော်အလူဒါနာတခုအလူပြုလုပ်ပြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဝိနည်းတတ္တဝါအပေါင်းသုံးသက်တပုံမှရှိတဲ့ပုဂ္ဂိုလ်အားလုံးအမြပေးပွဲတွေရောက်တဲ့ဘုံဒါနာသာဓုခုပြီးရောက်တဲ့ဘုံဒါနာမြင်တော်မြတ်တော်ဘုရားတွေရောက်ပါသေးကြောင်းလေးလေးစားစား ရှင်ညာမိမိသားစုဟာဆူတောင်းမေတ္တာပို့လိုက်ပါတယ်ဗျာဒါကြောင့်ရှင်ညာမိမိသားစုနဲ့ပတ်သက်ပြီးကြည်ရှုကြတဲ့ပိဋကလူတန်းကြတဲ့ပုဂ္ဂိုလ်မနော်အကောမကြီးကြတဲ့ပုဂ္ဂိုလ်အဆူအလုံးတို့ဒီယနေ့မှစတဲ့အင်းကြီးအင်းကောင်းမိသားစုမိသားကောင်းလုံခြုံကောင်းနဲ့နေထိုင်နိုင်ပါစေနော်ငွေကြီးများအဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်နဲ့သာသနာပြုနိုင်ပါစေစိတ်ချမ်းသာကိုချင်းသာနဲ့လူနိုင်တတ်နိုင်ပါစေရွှေတဲလဲငွေတဲလဲနဲ့ပျော်ဝဲရှင်ပွဲကြီးရှင်သန်းနိုင်ပါစေမိယာရီပိုင်ဆိုင်ပါစေဆံမွေးကြီးဖြစ်အောင်ပါစေ သွားတော်ခီးများအနေချင်းပြီးပြောတော်စကားများအောင်မြင်ကြပါသည်အမှုခင်းများပြသနာဝေးပါသည်နိုင်ငံကြီးသွားနိုင်ပါသည်နိုင်ငံရာထီထီပေါက်ပါသည်ထီများဆုလိုက်ပြုံလိုက် လုံးလိုက်ခေလိုက်ပေါက်ပြီးငွေကြီးများယနေ့တဲ့ပုံမတိုးတက်ပြီးလူတိုင်းနိုင်တဲ့သူတော်စင်သူတော်များများဖြစ်ပါသေးကြောင်းရွှေညာမင်းမိသားစုကိုသာဆရာကြီးမြတ်မာပြီးမှလေးလေးစားစားဆုတောင်းမြတ်တာပို့လိုက်ပါရဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မာပြီးပါဗျာ